မင်္ဂလာပါသားတို့သမီးတို့ရေ Story World ကနေကြိုဆိုလိုက်တယ်နော်ဒီတစ်ခါသားတို့သမီးတို့ကိုပုံမြင်ပြောအလဲကြတဲ့သူကတီတီခိုင်ပဲဖြစ်တယ်နော်တီတီခိုင်ကဒီနေ့သားတို့သမီးတို့ကိုကြက်မနှကောင်ဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်တယ်နော်ဟူးရှီရှီတို့ကကြက်မနှကောင်ရှိရဲ့ကွယ်ကျမနှကောင်ဟာစံစိတ်လေးတစ်စိတ်အတွက်ရံဖြစ်နေကြတယ်တဲ့ ဒီဆန်စီကိုသူစားတဲ့နဲ့ငါစားတဲ့နဲ့နဲ့ပေါ့ဒီလိုနဲ့နောက်ဆုံးတော့သူတို့ဟာကျက်ဖကြီးရဲ့အဆုံးဖြတ်ကိုခံယူမယ်ဆိုပြီးကျက်ဖကြီးစီသွားပြီးဖြစ်ချောင်းကုံစင်ကိုရှင်းပြကြနေတယ်ကျက်ဖကြီးကနားထောင်ပြီးအဲ့ဒီဆန်စီကိုငါစီယူလာခဲ့လို့ပြောလိုက်တာပေါ့သူစကားကိုနားခံပြီးကျက်မနှကောင်ကယူလာခဲ့တယ်ဗျ ဆန်စီလင်းသူရှိရောက်လာရော ကျက်ဖကြီးကဇက်ကနေကောက်ယူပြီးမြူချလိုက်တယ်ကွယ်တတော်မတရားတာပဲလို့ကျမနှကောင်ကပြောပြီးလုံးဝမကျင်နဲ့ကြဘူးတဲ့ဒီလိုနဲ့တော်ရဲကိုသွားပြီးညီခွေးတကောင်ကိုတိုင်ပြောကြတာပေါ့ညီခွေးကလည်းဒါတတော်မတရားတာပဲဒီကျက်ဖဟာမင်းတို့အပေါ်တတ်တတ်လူလေကြတာဒီကျက်ဖရဲ့ဘိုက်ထဲမှာဆန်စစ်ရှိကိုရှိရမယ် ။တင်းကိုငါစီခေါ်လာခဲ့လို့ပြောလိုက်တာပေါ့။ကျမနှကောင်လဲကျက်ဖကိုဖျားယောင်းသွေးဆောင်ပြီးတော့တောရဲကမြေခွေးစီကိုခေါ်လာခဲ့တယ်ကွယ်မြေခွေးကကျက်ဖလဲသူ့ရှေ့ရောက်လာယုံတခါတည်းဖိတ်သက်ပြစ်လိုက်ရောတယ်ကျမနှကောင်လဲတော်တော်မတရားတာပဲလို့မကြည်မနဲ့နဲ့ပြောပြီးအဲ့ဒီကိစ္စဝင်းပလီကိုတော့တိုင်ပြင်ပြင်ရောတဲ့ ဝင်ပလီကလည်းသူ့နှကန်းကိုရှာနေတက်ပြီးဒီမြေခွေးဆိုတဲ့အကောင်ကိုငါစီရောက်အောင်သာခေါ်ခဲ့လို့ပြောပြန်နေတယ်။ဒီလိုနဲ့ကျမနှကောင်လည်းအမျိုးမျိုးလှက်ပတ်ပြောပြီးမြေခွေးကိုဝင်ပလီစီခေါ်လာခဲ့တာပေါ့ကွယ်။ဝင်ပလွေကလည်းသူ့ရှိရောက်လာတဲ့မြေခွေးကို အချိန်တူတူကလေးအတွင်းမှာပဲတက်ပြစ်စားလိုက်ပြန်တယ်။ ဲ့ဒီလိုကြိုက်သက်စပြစ်လိုက်တာကိုကျမနှကောင်ကလည်းမြင်ရောอืมတော်တော်မတရားတာပဲလို့ပြောပြီးအဲ့ဒီကိစ္စကိုတန်ပြောဖို့အတွက်ဝက်ဝန်ကြီးစီကိုတွားချပြန်ရောတဲ့ကွယ်ဒီကိစ္စကိုဝက်ဝန်ကြီးကအစာဆုံးနားထောင်ပြီးကဲကောင်းပြီဒီဝံပလီကူတာငါ့စီရအောင်ခေါ်လာခဲ့လို့ပြောလိုက်ပြန်နေတဲ့ကျမနှကောင်လည်းဝံပလီကူအမျိုးမျိုးညာပြီးဝက်ဝန်ကြီးစီကိုခေါ်လာခဲ့တယ်လေကွယ် ဘဝန်ကြီးကဝင်ပလွေလဲသူ့ရှိရောက်လာရောဝင်ပလွေကိုဖိတ်စားလိုက်ပြန်ရောတယ်ဝင်ပလွေတော့ငါ့ဘာကြီးရောက်သွားတယ်နင်တို့နှကောင်ပဲကြံတော့တယ်လို့ဝဝန်ကြီးကလည်းပြောလိုက်ရောကျမနှကောင်လဲကြောက်လန့်တကြားနဲ့ဖြစ်ပြီးကြရရောတယ်သူတို့ဟာသူတို့ခြံထဲလဲရောက်ရောအတော်မောနေကြတာပေါ့အဲ့ဒီလိုနဲ့တကောင်ကဒုနှစ်ယောက်ဟာစံစည်းတစ်စိတ်အတွက်ရံဖြစ်ခဲ့ကြတယ် အဲ့ဒီစမ်းစီကိုကြက်ဖကစားတယ်။ကြက်ဖကိုမြေခွေးကစားတယ်။မြေခွေးကိုဝင်းပလီကစားပြန်တယ်။ဝင်းပလီကိုတော့ဘောဟောမှစားတယ်။အင်းတော်သေးလို့ဂျိုလည်းအစားခံရတော့မလို့လို့ပြောလိုက်တာပေါ့။နောက်ကျန်တကောင်ကလည်းစမ်းစီတစ်စီအတွက်တိလိုက်ကြတဲ့အသက်တွေမနေဘူး။နောက်ကိုဂျိုအဲ့တလို့ရံဖြစ်ကြတော့ဘူးလို့ပြောလိုက်ကြတယ်လေကွယ်။ အဲ့ဒီလိုပြောပြတဲ့နေကစားလို့သူတို့နှကောင်ဟာရမဖြစ်ကြတော့ဘဲညင်ညွတ်နဲ့နေထိုင်သွားကြတယ်ကွယ်။အေးပုံမြင်လေးကတော့ဒါပါပဲနော်။ဒါတို့တပီးတို့လည်းဒီပုံမြင်လေးကိုနမူနာယူပြီးအရာရာကိုညင်ညွတ်နဲ့နေထိုင်ကြပြီးအစားတလုံးနဲ့ရမဖြစ်ကြစီနဲ့နော်။အေးနောက်မှပြန်တွေ့ကြမယ်နော်။